ဌာနအစ်စ်ရောက်တဲ့ခါဒီအင်ကတော့တကယ်အစ်စ်နဲ့တူတယ်ဟုတ်လားဘယ်သူမှမနေရသေးတဲ့အစ်စ်ဟုတ်တယ်အဲ အဲအိမ်သစ်ရာသစ်ရောက်တဲ့အခါမှာဒီအိမ်နဲ့တကွာအိမ်မှနေတဲ့လူတွေဘေးအန္တရာယ်ကင်းရှင်းပြီးတော့ကျက်တည်မင်္ဂလာတိုးပွားဖို့ဆိုပြီးတော့တန်ခါတော်များပြင်ပြီးတော့ပရိတ်နာနော်ဆုံးလှူဒန်းနေပြီးတော့အခုလှူပဲဝတ္ထုလှူအဲ့လိုလှူဒန်းပြီးတဲ့နောက်အထူးအထူးအဖြစ်တော့အဆောင်အလျှောက်ဖြစ်တဲ့နတ်တွေကိုအမျှအတန်ပေးဝေတယ် အဲ့ဒီလိုလှုပ်တာကိုပဲဒါဘုရားဘာသာနည်းရတော့အိမ်တက်မင်္ဂလာလှုပ်တာပဲနော်အဲလူထုံးဆံကတော့လူတွေခေါ်ပြီးကြွေမယ်၊မွေးမယ်အဲဆိုမယ်၊ကမယ်ဒါလှုပ်ရှင်လှုပ်ကြတာပေါ့လေဟုတ်လားအဲ့ဒါကတော့လူလော့ဂီလူထုံးဆံဘာသာရေးအနေနဲ့လှုပ်ရင်တော့ကိုပါလေကုသိုလ်ကောင်းမှုလှုပ်နော်ကုသိုလ်ကောင်းမှုလှုပ်ပြီးတော့ဒီကုသိုလ်ကောင်းမှုကိုအာအဆောင်အလျှောက်ဖြစ်တဲ့နတ်တွေကိုအမြပေးတယ်ဒါပဲ အဲ့တော့ဘာကြောင့်အဆောင်အရှောင်ဖြစ်တဲ့နတ်တွေကိုအထူးအထူးတယ်လေဒီဒီလိုခံမျိုးမှာအမျှပေးရတာတုံးဆိုတော့ဟိုဒီမှာတော့မပြောတတ်ဘူးနော်ဗမာပြည်မှာဆိုရင်နေရာတစ်တခုရက်ွက်တစ်တခုရောက်သွားရင်ကိုကဒီရက်ွက်ထဲရှိတဲ့လူတွေနဲ့မိဖွဲ့ထားရတယ်ဟုတ်တယ်မလားနော်ရောက်ပြီးရင်ခေါ်ပြူကျွေးလိုပါလို့နဲ့မိဖွဲ့ထားတယ်ဘာကြောင့်မိဖွဲ့ထားရလဲကိုဘေးရန်ရှိရင်လည်းပဲသူတို့အကာအကွယ်ပေးမယ်အကူအညီလိုရင်လည်းအကူအညီရမယ်သူတို့ရှိရတယ် ဒီလိုသဘောနဲ့မိတ်ဖွဲ့ထားရတယ်နော်ဒီနိုင်ငံမှာတော့ဒီလောက်ထိအောင်တော့လုတ်တဲ့ထုံးစံမရှိဘူးထင်တယ်နော်အဲထားပါတော့အေးအဲ့ဒီလိုအာအိနီနာချင်းနေနဲ့မိတ်ဖွဲ့ထားမျိုးလိုပဲအခုလည်းပဲအိမ်သစ်ယာသစ်ကိုရောက်လာပြီးတဲ့နောက်အဲ့ဒီအိမ်သစ်ယာသစ်မှာရှိတဲ့အဆောင်ရှောက်နတ်တွေတရားဒီရက်ွက်မှာရှိတဲ့အဆောင်ရက်ွက်မှာဆောင်းရှောက်တဲ့နတ်တွေမျိုးယူမျိုးလိုရွာလိုဆောင်းရှောက်တဲ့နတ်တွေ လောကဆောင်တာသာသနာတော်ဆောင်နဲ့တည်းဒီနတ်တည်းနဲ့မိဖွဲ့ထားရမယ်မောင်ကနော်နတ်တည်းနဲ့မိဖွဲ့ထားရမယ်နတ်တည်းနဲ့မိဖွဲ့ထားတော့ဒီနတ်တရားကိုကိုကြည့်ရှုဆောင်ရှောက်တာပေါ့သူတို့ကတော့ပြောနေမှာမဟုတ်ငါမင်းတို့ကိုကြည့်ရှုဆောင်ရှောက်ပဟိနော်ဒါမှမဟုတ်သူတို့ကြည့်ရှုဆောင်ရှောက်ဆောင်ရှောက်တာကိုကမသိတဲ့အခါများမှာပဲဒါပေမဲ့လို့သူတို့ကြည့်ရှုဆောင်ရှောက်တဲ့အတွက်ကြောင့်မို့ကို့မှာဘေးအန္တရာယ်ဖြစ်မှာမဖြစ်ဘူးနော်အဲကြိုက်တင်မင်္ဂလာတိုးပွားတယ် ဓာတ်တွေဖြစ်တယ်အဲ့သူတို့ ਨੇ မိဖွဲ့တယ်ဆိုတာဘယ်လိုလုပ်ရမှာတော့နော်ညဆော်ဖရားဟောတော်မူထားတဲ့ဤအတိုင်းဆိုရင်သူတို့ ਨੇ မိဖွဲ့တယ်ဆိုတာ သူတို့ကိုအမျှပေးထားတာကိုဆိုလို့နော်ကောင်းမှုကုသိုလ်တစ်ခုပြုတယ်ကောင်းမှုကုသိုလ်ပြုပြီးတော့သူတို့ကိုအမျှပေးလိုက်တဲ့အခါမှာသူတို့ကတာဓုတာဓုတာဓုလို့တာဓုခေါ်လို့အမျှရသွားရင်သူတို့မှာချက်ချင်းအခြေအနေတိုးတက်တော့နတ်ပြီမဲ့လို့လည်းပဲ စင်တန်းအမျိုးမျိုးရှိသေးတာနော်အဲတချို့တိတ်ပြီးတော့စင်တန်းမမြင့်တဲ့နတ်ဖြစ်နေမယ်ကိုယုံကိုကတိတ်မတော့ပါဘူးပြည်ဘာဖြစ်ဘောလဲနတ်အနေနဲ့လည်းမပြည့်စုံတဲ့တွေရှိသေးတယ်အဲ့လိုရှိဖြစ်တဲ့ပုံပုံနတ်တွေရှိနေတယ်ဆိုတော့အဲ့ဒီနတ်တရားအခုမင်းတို့ကပြုတော့ကုသိုလ်ကောင်းမှုဟိုအမျှပေးလိုက်လို့တို့ကသာဓုခေါ်လိုက်ရင်တို့တို့မှချက်ချင်းအခြေအနေတိုးတက်သွားနော် တို့လူလူပြည်မှာတော့ဒါတို့ခေါ်လဲသူကုသူရတာလောက်ပဲရှိတယ်ဟုတ်လားဘာမှအထူးချာတိုးတက်သွားတာလည်းမရှိဘူးနော်အဲ့ဒီနတ်တို့ဟိုနတ်အောက်ကတဆေသေးရပြိတ်တာလို့ဆိုပါတော့အဲသူတို့ဒီကြတော့ကိုဒါတို့ခေါ်လိုက်တယ်ဆိုရင်ဒါတို့ခေါ်တာနဲ့တပြိုင်နဲ့အကျိုးရသွားတယ်ပြည်ပြည်စုံစုံဖြစ်သွားတယ်နော်ငကိုရတယ်ပို့ပြီးတော့ကိုရောင်ကိုပါတောက်ပါသွားတယ်တကူကြည့်တော့တကူရှိသွားတယ်အေးအဲ့ဒီလိုကိုကသူတို့ကို အခြေအနေတိုးတက်သွားအောင်နော်အဆင်အတန်းမြင့်သွားအောင် လုပ်ပေးထားတဲ့သဘောရှိတယ်အမြပေးတယ်ဆိုတာအဲ့တော့ကိုကသူတို့ကိုအခြေအနေတိုးတက်အောင်အဆင်အတန်းတိုးတက်အောင်ကူညီထားတဲ့ကူညီထားတော့ကိုသူတို့ကကို့ပြန်ပြီးတော့ကျေးဇူးမတင်ပေးဘူးလားနော်ကို့ကို့အခုမင်းတို့အလုပ်လုပ်နေတယ်ကို့ကိုယာဓုတိုးအောင်လုပ်ပေးတဲ့လူကိုကိုကကျေးဇူးမတင်ပေးဘူးလားတင်တာပေါ့အဲထို့အတူပဲသူတို့ကလည်းပဲ မိမိတို့ကိုနော်ကုသကောင်းမှုပြုပြီးတော့အမြတ်အတန်းပေးဝေတဲ့ပုံစံတွေကိုကျေးဇူးတင်တာပေါ့နော်ကျေးဇူးတင်တော့သူတို့ကလည်းစောင့်ရှောက်တယ်မာတာပုတ်တံဝဩရတံတဲ့နော်မိခင်ကတဲ့ပါကိုစောင့်ရှောက်တယ်လို့စောင့်ရှောက်တယ်တဲ့နော်ကိုကသူတို့ကိုအမြတ်တမ်းပေးဝေတယ်ဆိုတော့ကိုကသူတို့ကိုကူညီထားတယ်တနည်းအားဖြင့်ပြောရင်သူတို့ကိုပူဇော်ထားတယ်နော်ဆိုတော့သူတို့ကလည်းကိုကိုပြန်ပြီးတော့ပူဇော်တယ်ကူညီတယ်ဆိုတဲ့အနေနဲ့စောင့်ရှောက်တယ် အဲ့ဒီလိုနတ်တွေကအဆောင်အရှောက်ကိုခံရတဲ့ပုံကိုဒီမှာတဲ့ကောင်းတာတွေကိုကြီးပဲတွေ့ရတယ်တဲ့နော်မကောင်းတာတွေမတွေ့ရဘူးတဲ့ဒီလိုမြတ်စွာဘုရားဟောတော်မူထားတယ်အေးဒါကြောင့်မို့အိမ်သည့်ယာသည့်ရောက်တဲ့အခါမှာတက်တာကိုမမေ့ရဘူးနော်အဆောင်ရောက်ပြတဲ့ net တွေဆိုတာကိုကမမြင်ရပေမဲ့လို့သူတို့ရှိနေတာပဲနေရာတကာမှာသူတို့ရှိတယ်เนาะအဲ့တော့သူတို့ကလည်းပဲအဲ့ဒါမျိုးကိုမျှော်လင့်နေ ဟာဘ누구ကတို့ကိုကောင်းမှုကုသိုလ်ပြုတော့မျှဝေပါမလဲဒါတို့ကလည်းမျောလင့်တယ်ဘာတို့တို့တူတရာတူတဲ့ကြောင်းကိုနော်မင်းတို့အလုပ်လုပ်တဲ့ခါကျရင်ယာရုတို့ဘုံမျောလင့်မလားဟမ်ငါငါဒီမှာလှုပ်လာတာငါငါနှစ်ရှိနေပြီဟမ်လာကလေးတော့တူဖို့ကောင်းပြီဒါတို့ကယာရုလေးတော့တူဖို့ကောင်းပြီမျောလင့်ကြင်မထားဘူးလားထားတာပေါ့နော်အေးထို့တူပဲတို့ကလည်းပဲတို့ကိုဘ누구များကူညီပါမလဲဒီတဲ့ပို့ပြီးတော့ကောင်းတဲ့အခြေအနေတွေရအောင်အစင်တမ်းမြင့်အောင် အဲ့ဒီလိုသူတို့ကနေတော့ကိုကဒီအမျှပေးဝေးလိုက်တာကိုသူတို့ကဂျုံလူကုသူအဲအဲ့ဒီအဲ့ဒီပေးလိုက်တဲ့အမျှကိုတာရုတာရုခေါ်ပြီးတော့ယူလိုက်တယ်အမျှရသွားပြီအမျှရသွားအဲမိမိကသူတို့ကိုကျေးဇူးပြုထားတဲ့အတွက်ကြောင့်မို့သူတို့ကကိုကို ပြန်ပြီးတော့ဆောင်းလျှောက်တယ်နော်ဒါကြောင့်မို့အိမ်သစ်ရာသစ်ရောက်တဲ့ခါမှာအဲ့ဒါကိုမမိတ်မလျော့ပဲနဲ့လှုပ်ထားရတယ်ဟုတ်လားဒီနေ့ဒါမင်းတို့ officially ခေါ်မှာပေါ့လေနော်လှုပ်တဲ့နေ့ပေါ့ အဲ့တော့တန်ဃာတော်မြတ်ပြင့်ဆုံးမကြွေးခင်ကလည်းပဲဒီဒီအိမ်မှာကုသကောင်းမှုပြုထားပြီးသားနေမှာပါပဲနော်ဘုရားရှင်ရှိနေမှာတော့ဘုရားရေလှူတယ်ပန်းလှူတယ်စွန့်တော်ကတ်မယ်နော်စီမီးလှူမယ်မလုပ်ဘူးလားလုပ်တယ်ပေါ့နော်အမွေတိုင်းလှူတယ်အေးအဲ့ဒီလှူပြီးရင်တက္ကမကြီးကောင်းမှုကုသကိုအမျှဝေရတယ်အဲ့ဒါအရေးကြီးတယ်မှတ်တာဟုတ်လားကောင်းမှုကုသပြုပြီးတော့ဒီတိုင်းမနေနိုင်နဲ့နော်ဒီကောင်းမှုကုသကို ဆိုတော့ကိုဆောင်နဲ့အိမ်ဆောင်နဲ့ကျောင်းဆောင်နဲ့ရွာဆောင်နဲ့နှစ်အားလုံးအမျှပေးပြပါတယ်ဆိုတော့အမျှပေးရတယ်နေတန်းလို့ရမှာဟုတ်လားဘုရားရှိခိုးတခုခုလှူတိုင်းလှူတိုင်းပန်းလှူတိုင်းရေလှူတိုင်းဆွန်းတော်လှူတိုင်းဘာလှူတိုင်းလှူပြီးရင်သုံးဖို့ပတိစိတ်မဲ့တရားထိုင်မဲ့ဆိုရင်လည်းပဲပတိစိတ်တရားထိုင်ပြီးရင်ဒီကောင်းမကူတို့တို့ကိုအမျှပေးဝေရတယ်အဲ့ဒါကိုမမေ့နဲ့နော်အေးအဲ့ဒီလိုလှုပ်လှုပ်ထားရင်တို့ကကိုယ့်ကိုအမြဲတမ်းကြည့်ရှုဆောင်းရှောက်သွားတယ်အဲ့တော့ဒီနေ့ အိန္ဒိယာသစ်မှာနော်ဖယားသစ်လို့လည်းပြောရရဟုတ်ကဲ့လားဖယားစင်တူကလည်းဒါအဲအိန္ဒိယာသစ်မှာဖယားအစ်စ်ကြွလာတယ်နော်ဖယားအချံရံနေနဲ့မင်းတို့ကဘာဘယ်ရဟန္တာတွေရှိတော့ဟမ်ရှင်အရှင်တီဝလိနဲ့အရှင်ဥပကုတ်တယ်ဟုတ်လားအေးဒါတွေကိုလည်းဟိုတို့ဘုံဘာယူမှာသူသဖြင့်တရုတ်တရားကိုးွယ်တယ်ကွာနော်อืม ဲ့တော့ရှင်တိဝီလိနဲ့ရှင်ဥပကုတ်ကြောင့်နည်းနည်းတော့ပြောပြအောင်ပေါ့လေဟုတ်လားဒါမလို့ဖယားကတော့နံပါတ်1ပဲဖယားကတော့ထိတ်ဆုံးကပဲဒါတော့မှတ်ထားဟုတ်လားသူတို့ကဖယားတဲ့ပူပြီးတော့ตาတယ်ဖယားတဲ့အဲမြင့်မြတ်တယ်လို့ဘယ်တော့မှမရှိဘူးเนาะသူတို့ကယဟန်တာတယ်ဟုတ်လားယဟန်တာဆိုတော့မြတ်စွာဘုရားဟိုဘယ်လို့မှမမိနိုင်ဘူးเนาะအဲ့ဒါကိုပထမမှတ်ထားအဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်ရင်းနဲ့ပဲမြတ်စွာဘုရားရဲ့တပည့်သား ပုကိုလကုကွယ်တယ်ဆိုတဲ့အနေနဲ့ကိုကွယ်ရမယ်။နော်တမကြီးအဲ့ဒါမှတ်ထားနော်။တကြကြဖရမေ့သွားတတ်တယ်။ဟုတ်ကလား။ဟိုရှင်တိဝလိကလက်ကောင်းတယ်ရှင်တိဝလိငါကိုကွယ်မယ်။နော်ရှင်ဥပကုတ်ကဘီးရန်နေကာကွယ်တယ်ရှင်ဥပကုတ်ကိုကွယ်မယ်။မြတ်စွာဘုရားလောက်လက်ကောင်းမလား။မြတ်စွာဘုရားမှအတပါရှင်တိဝလိကလက်ကောင်းဆုံးအဲ့လိုလာတာ။နော်ရှင်တိဝလိကဖရတဲ့တာပြီးတော့လက်ကောင်းတာမဟုတ်ဘူး။နော်တမကြီးအဲ့ဒါမှတ်ထား။ဒါပါတော့။အေးအဲ့တော့မြတ်စွာဘုရားမှာတပည့်တွေအများကြီးရှိတယ်။နော် ဟိုလက်ဝဲတို့ရန်လက်ရတို့ရန်ဆိုပြီးတော့မြတ်စွာဘုရားထိုင်တဲ့အခါမှာညာဘက်ကနေပြီးတော့ထိုင်ရတဲ့တပည့်တွေရှိတယ်ဘယ်ဘက်ကထိုင်ရတဲ့တပည့်တွေတပည့်တွေရှိတယ်ဘယ်လောက်ရှိတော့ဟမ်ဂျက်ဖရီမင်းမှတ်မိဘူးလား80ရှိတယ်နော်အတ္တိရှိကြလို့ခေါ်တယ်ဟုတ်လားညာဘက်က40ဘယ်ဘက်က40ရှိရဟန္တာတွေဟမ်အများတော့အေတတဲ့ရရတဲ့ပုဟာတွေများတယ်နော် အဲ့ဒီမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကတပည့်တွေကိုယာဒူးပေးတယ်လို့ပဲလှုပ်တာရှိတယ်နော်အာဒီဒီပုဂ္ဂိုလ်ကတော့ဒီဒီယန္နာကတော့ဉာဏ်ဉာဏ်ပညာအကြီးဆုံးအကြီးဆုံးဆိုဘုရားမှာလွှဲရင်ပေါ့ဘုရားလောက်ဘုရားကိုတော့မမြည်ဘူးနော်ဉာဏ်ပညာကြီးတဲ့တပည့်တွေထဲမှာ तू ဟာအသာဆုံးနော်ရှင်သာရိပုတ္တရာဆိုရင်အဲ့ဒီတိုင်ပဲဟုတ်လားဉာဏ်ပညာကြီးတဲ့တပည့်တွေထဲမှာရှင်သာရိပုတ္တရာအသာဆုံးရှင်မောကလံဆိုရင်လည်းပဲတကူးကြီးတဲ့နေရာမှာ နော်တကိုးကြီးတဲ့တပည့်တွေထဲမှာရှင်မောကလန်ဟာအသာဆုံးမြတ်စွာဘုရားရဲ့ကြီးတယ်လို့ပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားမှလွဲရင်တကိုးကြီးဆုံးမှာလို့လေရှင်မောကလန်မြတ်စွာဘုရားမှလွဲရင်ပညာအကြီးဆုံးမှာလို့လေအရှင်သာရိပုတ္တရာအဲ့ဒီလိုအမျိုးမျိုးဟိုယာဓုယာဓုပဲပြောကြပါဆိုနော်အဲ့လိုယာဓုဌာနံတရသတ်မှတ်ထားတာတွေရှိတယ်ဒါဟုတ်ပေါ့သူဗမာပါဠိစကားကိုလိုက်ပြီးခေါ်ထားတဲ့ဗမာစကားနဲ့ဆိုဘာလို့ခေါ်လဲအီတတက်ပြီးလို့ခေါ်တယ်နော်အီတတက်ဆိုတာ ဗမာစကားဗမာစကားမဟုတ်တော့မင်းတို့လည်းသိမှာမဟုတ်ဘူးဟုတ်ကလားအမှန်တော့ပါဠိစကားကိုဗမာစကားဖြစ်အောင်လှုပ်ထားတာအေတတက်တယ်နော်အေတာတက်ကဆိုတော့ပါဠိစကားကိုပဲအေတတက်လို့ခေါ်ရတယ်အဲ့တော့အတာဆုံးလို့ဆိုလိုတာပေါ့နံပါတ်1ပေါ့နော်음အဲ့ဒီလိုအထူးထူးယာထုတွေပြီးတဲ့ခါမှာတချို့ကတရားဟောကောင်းတဲ့ဘက်ကအေတတက်ရတယ်နော်ပြီးတော့ကအတန်ကောင်းတဲ့ဘက်ကအေတတက်ရတယ် နော်ပြီးတော့မေတ္တာပွားတဲ့ဘက်ကအေးတတဲ့ရတယ်စသည်ဖြင့်ပေါ့လေနော်ရုပ်ရုပ်လှတဲ့ဘက်ကအေးတတဲ့ရတယ်အဲ့ဒါကလည်းရှိတယ်ဟုတ်ကလားအရှင်ကိစီလို့ဆိုတာပြီးတော့မြတ်စွာဘုရားအကျဉ်းဟောတာကိုအကျေဟောတဲ့နေရာမှာအသာဆုံးအေးတတဲ့ရတယ်စသည်ဖြင့်အေးတတဲ့အေးတတဲ့ရတဲ့ပုဂ္ဂိုလ်တွေထဲမှာရှင်သီဝလိပါတယ်နော်ရှင်သီဝလိပါတယ်ရှင်သီဝလိကဘာမှအေးတတဲ့ရတယ်လလာဘပေါင်းများတဲ့နေရာမှာအေးတတဲ့ရတယ် ရှင်သူဦးလိကြွသွားရင်ဘယ်လိုနေရာကြွသွားသွားလဲနော်လှူမဲ့လို့စဉ်းသိရှိတာပဲတောခေါင်ခွန်ကြီးကွာခုခေတ်လိုပြောဆိုရင် desert ထဲသွားလဲပဲသူပေါ်မှာပဲဟုတ်လားနတ်တရားကမနေနိုင်ဘူးကြံဒီဟာလူပြုတ်တော့ကိုမဖြစ်ဖြစ်အောင်ဖန်တီးပြီးတော့ရှင်သူဦးလိရအောင်လုပ်ပေးရတယ်နော်အဲ့ဒီလိုရှင်သူဦးလိမှာလက်လာပပေါ်များတဲ့နေရာမှာဖယားမလွဲရင်အသာဆုံးပုံကူတဲ့နော်ဒါကြောင့်မို့လူတွေကလက်ပေါ်များစီ ပေါ်ပေါ်များအောင်ဆိုပြီးတော့ရှင်တေဝုလိကိုကိုးခွေကြတာနားလည်ပြီလားအဲ့တော့ရဟန္တာပြည့်ပြည့်တဲ့နောက်ဟိုတခြားပုဂ္ဂိုလ်တွေလည်းလက်တော့ရှိတာပေါ့သို့တော့ရှင်တေဝုလိလောက်နော်ဒီလက်လာပါပေါ်များတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အဲ့တော့လက်လာပါပေါ်များအောင်ဘာလုပ်ရတော့နောက်ဘုရားကလှူတန်းလာလို့ဒီဘုရားလက်လာပါပေါ်များတာနော် အလကားနေတပြည့်တော့လတ်လာပါပေါင်းများပါလို့လူစူတောင်းယူအလကားဘာမှမလုပ်ဘဲနဲ့စူတောင်းလို့ရတာမဟုတ်ဘူးဓမ္မကြီးဟုတ်ကလားဒီကောင်းမှုကုသိုလ်ပြုပြီးရင်အဲ့ဒီကောင်းမှုကုသိုလ်ရဲ့အကျိုးကြောင့်နော်ဒါလတ်လာပါပေါင်းများပါလို့ဒီလိုစသဖြင့်စူတောင်းပြီးတော့လာတာအဲ့တော့လတ်ဒီဘုရားမှာလတ်လာပါပေါင်းများသိခြင်းနဲ့ဆိုရင် နောက်ဘုရားဘုရားတွေကဒါနမှုတွေပြုခဲ့ကြတဲ့ပုံစံတွေဖြစ်ရမယ်နော်လာမဲ့ဘုရားတွေမှာလတ်လာပါပေါင်းများခြင်းနဲ့ဆိုရင်လည်းဒီဘုရားကဒါနမှုကိုပြုပြုပေးရတယ်နော် ဒါနမှုပြုတဲ့ခါကျမှအာပစ္စည်းဥစ္စာချမ်းသာတယ်ဘဝရောက်တယ်လူဖြစ်ဖြစ်နတ်ဖြစ်ဖြစ်သူများတဲ့ပစ္စည်းဥစ္စာတာတယ်ပစ္စည်းဥစ္စာအနေနဲ့တာလွန်တဲ့ပုံကိုယ်တွေနတ်တွေဖြစ်တယ်နော်ဒါကြောင့်မို့ဒီရှင်သီဝလိဟာဒီလတ်လပပေါ်များတဲ့ပုံကိုယ်တွေထဲမှာအသာဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လူတွေကလတ်ပေါ်များခြင်းနဲ့ဆန္ဒနဲ့ရှင်သီဝလိကိုကိုးကွယ်ကြတာနော်အဲ့တော့ရှင်သီဝလိကို ရစင်းတူထုတဲ့ခါကျတော့တို့ဗမာနိုင်ငံမှာပါတယ်တို့အခုအခုမြင်ရတဲ့အတိုင်းပဲနော်ရရဲတောင်ဝေးရဲတပိတ်ရဲအများအားပါလေးရှိတယ်နော်ရှိတော့ကယဟန္တာတွေကဟိုတချောင်းထဲမှာအကြာကြီးနေတယ်လို့မရှိဘူးဟုတ်လားအလိုပြောင်းသွားနေကြတာ homeless life ကိုပါနော်အိမ်အိမ်ဟိုအိမ်နဲ့ယာနဲ့နေတာမဟုတ်ဘူးဟိုဘာခေါ်လဲအကြောင်းဆိုရင်လည်းပဲအများအားအကြောင်းနဲ့နေတာမဟုတ်ဘူးနော်ဟိုအကြောင်းသွားနေလဲဒီအကြောင်းသွားနေလဲအဲ့လိုနေတာဆိုတော့ ခီးသွားတဲ့ခါမှာလောလကူဖြောင်းဆိုတော့ပြိခရာလည်းနည်းနည်းပဲရှိတယ်တို့တို့ဂုခိလို့မဟုတ်ဘူးเนาะဂုခိကြဘုန်းကြီးတို့မှာဘလူတွေလိုပါပဲမထူးဘူးပစ္စည်းတွေပေါ်အများကြီးရှိကြတယ်ဟုတ်ကလားအဲရှင်းတော့ဘုန်းကြီးတွေကတော့ပြိခရာ၈ပါးဆိုပြိခရာ၈ပါးကအခုလွယ်ထားတဲ့ခန္ဓာကိုယ်အကုန်ပါနေပြီเนาะအဲခီးသွားခြင်းရယ်လွယ်တယ်ဒါကြောင့်မို့ခီးခီးသွားနေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရှင်တီဝလီကိုအဲ့ဒီအရရဲ့တပိတ်ရဲ့တောင်ဟွေးရဲ့တချို့စိတ်ဝိရိလေးပါသေးတယ် နော်ပါလဲထင်တယ်ဟုတ်လားအေးအဲ့ဒီလိုလုပ်တယ်အဲ့တော့ရှင်သူဝလိကိုကိုွယ်တာဟာဘာဘာဘာအတွက် ကိုကိုွယ်တာတုံးဆိုရင်လတ်လာဘကောင်းကျင်လို့လတ်လာဘများကျင်လို့ကိုကိုွယ်တာနော်ဒါဒါတခုရှင်ဥပဂုတ်ကတော့မြတ်စွာဘုရားလက်ထက်ကယဟန္တာမဟုတ်ဘူးနော်မြတ်စွာဘုရားပြိနိဗ္ဗာန်ပြုပြီလို့အနှစ်200ကျော်မှအတောကမင်းကြီးဆိုတာရှိတိရိဓမ္မတောကမင်းကြီးဆိုတာ အဲ့ဒီသီရိဓမ္မသောကမင်းကြီးလက်ထက်မှာပေါ်တဲ့ယဟန္တာနောက်ယဟန္တာခုနလိုအီတတဲ့ရတဲ့ထဲလဲမပါဘူးပေါ့နောက်မှနောက်မှသူကဖြစ်ပေါ်တာဟုတ်နော်အေးမြတ်စွာဘုရားပြိဋိဘံပြုတ်လို့အနည်း200ကျော်မှ ပေါ်တဲ့ယဟန္တာတဲ့ရှင်ဥပကုတ်ရှင်ဥပကုတ်ကတော့ဘာကြောင့်ဘာလို့ဘာကြောင့်ကူးကွယ်ကြတာဘေးရန်ဟမ်ဘေးရန်ကာကွယ်ဖို့ ရန်ရန်နိုင်ဖို့ဆိုတဲ့အနေနဲ့ရှင်ဥပကုကိုကိုးကွယ်ကြတယ်။မင်းတို့ရန်ကုန်မှာတော့ရှင်ဥပကုဘိုးတွေပါရှိလား။ရှားဘူးလေ။ရှိမှတင်တယ်နော်။တို့မန်းလေးမှာလည်းရှိတယ်။ဒီတရုတ်တွေပဲလောက်တာပဲပမာရီကတော့မလုပ်ဘူး။နော်။တရုတ်ဘုရားဘာသာတွေပါလေ။ရှင်ဥပကုဘွဲဆိုတော့တခါလဲရှင်ဥပကုအဲဘွဲကြီးကျယ်လောက်ပြီးရင်ရေမျောတယ်။နော်။ဖောင်ဖောင်ဖောင်လေးတစ်ခုမှရှင်ဥပကုတင်ပြီးတော့ရေမှာမျောလိုက်တာ။အဲ့တော့ရှင်ဥပကုကဘာလဲဆိုတော့ တို့ဟိုကျန်းကြီးကျန်းကင်ထဲမှာတော့အဆိုးမရှိဘူးပေါ့လေမရှိတာကကျန်းကျန်းကင်ကဟိုဖရက်လက်တက်ကဟာတွေရေးတာဟုတ်နော်ဒါမှလို့နောက်ကျန်းနေမှာရှိတဲ့အလူကတော့ရှင်ဥပုဂုတ်ကတဲ့ပါတောင်သမုဒ္ဒရာမှာဆိုလားနော်ရေးလဲမှာကြီးပြတ်တတ်နေနေတဲ့ဟုတ်လားရာနာတကိုးရှိတယ်ပေါ့အေးအဲ့ဒီလိုနေပြီးတော့သူကအာလူတွေနေတဲ့နေရာလာပြီးတော့ဆွန်းခံနော်ပြန်သွားဟိုကြဆွန်းစား အဲ့လိုနေတာရှင်ဥပကုဆိုတာတကူကြီးတယ်သူအဲ့တော့တိတိတမသောကမင်းကြီးကအကျောင်း၈000လေးတောင်ဆောက်ပြီးတော့အလှူဒန်းလှုပ်တဲ့ခါမှာမာနက်ကဖြစ်ဖို့ကြံတယ်တဲ့နော်မာနက်ဆိုတာကဘာမှမဆိုဖြစ်အဖြက်စီးလှုပ်တတ်တယ်မဟုတ်လားလေကြီးမိုးကြီးကြအောင်ပါအောင်ပေါ့လေအဲ့ဒီလိုအခါမှာရှင်ဥပကုကိုအားကိုရရှင်ဥပကုပြင်မတော့ဒီမာနက်ရံကကာကွယ်ပေးပါအောင်ဆိုတော့မှရှင်ဥပကုကမာနက်ရံကကာကွယ်ပေးတာ မနက်ကိုနှိမ့်နှိမ့်တာရှင်ပုဂ္ဂိုလ်တပါးပဲရှိနော်ဘုရားကတော့သူများနှိမ့်နိုင်တာပေါ့နှိမ့်နိုင်ပြောလို့မနှိမ့်ခဲ့ဘူးဘုရားကတော့ဒီခန္ဓာကိုနော်အဲ့တော့ရှင်ဥပုဂ္ဂိုလ်ကတော့ယဟန္တာတော့ယဟန္တာပဲဒေါသရှိလို့တော့မဟုတ်ဘူးဟုတ်လားဒါပေမဲ့လို့ဒီကောင်းတော့နှိမ့်မဖြစ်မှာပဲဒီဒီဒီချက်မှာတော့နှိမ့်မဆိုတော့ရာရှင်ပုဂ္ဂိုလ်ကိုနှိမ့်ခဲ့တာရှင်ပုဂ္ဂိုလ်ကိုနှိမ့်နိုင်တဲ့ပုဂ္ဂိုလ်ဆိုလို့ဘုရားတော်မနှိမ့်နိုင်ဘူး तू ပဲဒီရှင်အဲ့လေမာနတ်ကိုနှိမ့်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာရှင်ဥပုဂ္ဂိုလ်ပဲရှိခဲ့တယ်နော်အေး အဲ့တော့မာနကိုတခါတည်းရှင်ဘုကုကဘယ်လိုဘယ်လောက်ထင်အောင်လှုပ်တယ်လဲဖမ်းပြီးတော့နော်ရှင်ဘုကုကဘာလဲမြင့်မုံတောင်မှာခါတည်းသူကခြီထားတယ်လို့ပြောနော်သူကပန်းကျူတီကကပန်းကျူဖြုတ်ပြီးတော့မြင့်မုံတောင်မှာခါမာနကိုခြီထားတယ်ဟိုကလှုပ်နေတဲ့ချိန်မှာဟိုကျောင်းရေစချပွဲကြီးကျင်းပနေတဲ့ချိန်မှာသူကအဲ့ဒီမှာလေကြီးမိုးကြီးနဲ့တိုက်မလို့ဖျက်မလို့ကြံ့တာ哦အဲ့တော့မာနမဖျက်နိုင်အောင်ဆိုတော့မာနကိုတခါတည်းအဲ့လိုလှုပ်ထားတာနော်ပြီးတော့တခါတည်း ခွေးတေကောင်မောင်ကြီးလေဘင်းဆွဲပေးထားရတာဟုတ်လားအဲ့ဒီလိုညှင်းတာနည်းနည်းနှိမ့်ဆက်တယ်ပေါ့လေရေဟူကကမာနအဲ့လိုလုံးမမာနဟာမန်ကြပြီးတော့သူနည်းနည်းလူကောင်းပြင်မယ်ပေါ့လေနော်ပြီးတော့ဒီအဲအာဘာလို့ကျောင်းရေစက်ချဖို့ရောသူအနှောက်ရှင်မပေးနိုင်နော်အဲ့ဒီလိုအနေနဲ့ရှင်ဥပုဂ္ဂကနှိမ့်နေမာနကအဲ့ဒါကြောင့်မာနလိုတကူးကြီးတဲ့နတ်ကိုတော့မှနှိမ့်နိုင်တဲ့ယဟန္တာကိုကိုးကွယ်ရင် ူလည်းပဲယန္တီအောင်မှာပဲနော်အဲ့ဒီလိုအတိပဲနဲ့ရှင်ဥပုကုကိုကူးခွေတာနားလည်ပြီလားနော်အဲ့တော့အဲ့ဒီလူပဲကြီးပြီးသွားတဲ့ခါကျတော့တဲ့နော်ရှင်ဥပုကုကအာမာနကိုကျိုးဖြီးပြီးတော့လှော့လိုက်တယ်ကျိုးဖြီးပြီးတော့လှော့လိုက်တဲ့ခါကျတော့မာနကရှင်ဥပုကုရှေ့မှာသူကဆူဆူပြောပြီးတော့ဆူတောင်းတယ် နော်သူလည်းဒီနေ့ဖျားဖြစ်ရပါလို့ဤလို့သူကဆူတောင်းတယ်မာနကမင်းမညံ့မှုနော်ဟုတ်လားမာနဆိုတာဖျားကိုလိုက်ပြအများတိုက်ခိုက်နေတဲ့နှက်မဟုတ်လားနော်မကောင်းတာကိုအများတိုက်လှုပ်တယ်ကောင်းတာတွေလှုပ်ရင်အဲအနှောက်ရှက်အတားဆီးပြီးတော့မကောင်းတာတွေဒါဟိုအားပေးတယ်မာနနော်အေးမာနကအဲ့ရှင်ဥပုကုန်းနဲ့တွေ့လို့ဒီမန်းဆွဲကျိုးသွားပြီးတဲ့နောက်ကျတော့သူကဖျားဖြစ်ရပါလို့ဤလို့ဆူတောင်းနေတယ်ဘာကြောင့်မင်းကဖျားဖြစ်ရပါလို့ဘာလို့ဤလို့ဆူတောင်းတာလဲဆိုတော့ သူဟာတဲ့ဖယားရှိတုန်းကဖယားကိုအမျိုးမျိုးဇောကားမောကားလုတ်ခဲ့တယ်နော်ဖယားကိုမင်းဆုံးမစားရအောင်လဲသူကလုတ်ခဲ့တာပဲနော်လူတွေကိုတခါတည်းစိတ်တွေကိုလှည့်စားထားလိုက်တဲ့အတွက်ကြောင့်မို့လူတွေကဆုံးလောင်းမှုမိနေဖယားကိုတဝါထွင်းလုံးတော့ပင့်နေပင့်နေပုံနာကပင့်တာဟုတ်လားဒီတဲ့ဒီပြောလို့မြို့လားဝါဆိုဝါဆိုတော့ပြီးတော့သူကဆုံးဆုံးထူဖို့မိနေကြည်စမ်းအဲ့ဒီဝါထွင်းသုံးလောက်မှာဖယားကဘာစားရတယ်ထင်လား မြင့်ကျွေးတဲ့ဟိုမြင့်ကုံတယ်တွေပေါ့လေဟုတ်လားအဲမြင့်ကုံတယ်တွေစားတယ်စံချမ်းပေါ့အဲ့ဒါမြင့်ကုံတယ်တွေနဲ့တွေ့လို့သူတို့ကကတ်လို့အဲ့ဒါလေးပဲစားနော်ငတ်တော့မငတ်လုံးဝတော့မငတ်ဘူးပေါ့လေစံချမ်းကြီးစားအဲ့ဒီလိုမြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်ကအမျိုးမျိုးမြတ်စွာဘုရားကိုစောကားမောကားလုခဲ့ပြီမယ်လို့တဲ့မြတ်စွာဘုရားကသူ့ကိုဘာမှဒုက္ခပြအောင်ပြမလုပ်ဘူးတဲ့ဟုတ်သာဝကတပည့်ကြတော့အခုဒီ အတော့ကပွဲဖြတ်မယ်လို့ကြံကြရှိသေးတယ်နှိမ့်ဆက်လိုက်တာပေါ့လေဟုတ်လားသူ့ကိုတခါတည်းလေမြမခွေးတွေပုတ်ကြီးချီထားပြီးတော့တခါတည်းမြင့်မှုတောင်ခမမှာတခါတည်းကျိုးနဲ့တုတ်ခံရတယ်ပေါ့အဲ့တော့တာဝကတနာကရုဏာမရှိဘူးနော်မြတ်စွာဘုရားကတနာကရုဏာရှိတယ်ဒါကြောင့်မို့သူအကျွတရားရရင်တော့ဘုရားဖြစ်နေပဲအကျွတရားရလို့လေတာဝကစိတ်နာတယ်ပေါ့လေနော်အဲ့လိုလုပ်ပြီးတော့သူကဘုရားစုပန်တယ်တဲ့ဟုတ်ကဲ့လားဒါ မရှင်ဥပုဂ္ဂုချွတ်တာမာနကနော်အဲ့ဒီတော့ရှင်ဥပုဂ္ဂုကတခါပြောတယ်မနငါဖယားမမိလိုက်ဘူးအဲ့တော့မင်းကတော့ဖယားကိုမိလိုက်တယ်အဲ့တော့မင်းမှာတကူလည်းရှိတယ်အဲ့တော့ငါ့ကိုဖယားလို့ဖန်ဆင်းပြန်တယ်ကွာဖယားရုပ်ပုံနဲ့တူအောင်ပေါ့တော့နှက်ကောနှက်ကတော့ဖန်ဆင်းပြတော့အဲ့တော့မနကပြောတယ်လေ ကောင်းပြီဖန်ဆင်းတော့ပြမယ်ဒါမှလို့အရှင်ဘုရားရှစ်တော်မခိုးနဲ့နော်နော်အဲ့လိုလုပ်ပြီးတော့ဘုရားပုံတန်တန်မျိုးသူဖန်ဆင်းပြီးတော့ပြတယ်တဲ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကလည်းကွာယဟန္တာဆိုတော့မြတ်စွာဘုရားကိုကြည်ညိုပြီးသားဟုတ်လားမြတ်စွာဘုရားပုံနဲ့လည်းလုံးဝချွတ်ဆွမတူတော့မှအတော်တော်နီးစံအောင်တူအောင်သူဖန်ဆင်းနိုင်မှာပေါ့အဲ့လိုဖန်ဆင်းပြတဲ့ခါကျတော့ရှင်ဥက္ကုကိုယ်ရင်ကမနတ်ဆိုတာကိုတောင်မေ့သွားတယ်တကယ်မြတ်စွာဘုရားအစ်စ်လိုရဲ့စိတ်ထဲကထင်းသွားတော့ လက်ဥကြီးရှိကိုနော်အဲ့လိုရှိကိုလိုက်တယ်ဆိုမနာရခါတယ်ဟိုစကြောလာတတိုင်းလွင့်သွားတယ်ဟောဟုတ်ကလားအဲ့ဒီလိုရှင်ဥပကုဟာမာနတ်ကိုမာနတ်ကိုတောင်မှနှိမ်နှင်းနိုင်တဲ့ယဟန္တာတစုဖြစ်တယ်နော်ပြီးတော့အမြဲတမ်းဆိုပါတော့ကွာဗမာရေယုံကြည်တဲ့တန်းဆိုတော့တောင်သမုတ်တရားမှာကြီးပြတ်တဲ့နေတယ်ဆိုတော့ဒါကြောင့်မို့ရှင်ဥပကုကလည်းပဲကိုးခွေကြတာ အဲဆိုလိုတာကတော့ရံအောင်ညင်လို့ပေါ့နော်အဲအဲ့တော့ရှင်ဘုကုတ်ကရှင်ဘုကုတ်ရုပ်ထုလံတို့ဘုမပြန်ဟောခေါင်းမော့နေတဲ့ပုံကြီးထုတာဟုတ်တယ်မလားအဲ့ဒါဘာလုပ်နေတာသိလားမသိဂျမကြီးသိလားမသိဘူးရှင်ဘုကုတ်ကိုကိုယ်နေပြီးတော့ရှင်ဘုကုတ်ကြောင့်ဘာမှမသိဘူးဟမ်အဲ့ဒါကနေဘုံမော့ကြည့်နေတာတဲ့ကွာဆွန့်ခံသွားရတာကအဝေးကြီးပေါ့လေပြန်လာတဲ့ခါကျတော့အချင်းရှိသေးလားလို့မော့ကြည့် မွန်းတယ်မွန်းလို့ရမွန်းလို့ရလားမလွဲသေးဘူးလားခုခေတ်လို့ဆိုတော့လက်ပတ်နိုင်ကလေးကောက်ကြည့်မှာပါဟုတ်တယ်မလားဟမ်အဲ့ဒါမျိုးနော်ဟိုမွန်းလို့သွားလဲဆိုရင်မစားတော့ဘူးဟုတ်လားမွန်းမလွဲခင်စားရတယ်ဘုန်းကြီးဆိုတာအဲ့ဒါကြောင့်မို့သွန်းစားခံနေကြတော့အချင်းရှိသေးရလားမွန်းလွဲများနေပါလားဆိုတာကြည်တာဒါကြောင့်မို့တို့ဗမာပြည်မှာရှင်ဘုက္ကုထုရင်အဲ့ဒီခေါင်းကမော့တာမျက်နှာကောင်းငင်မော့ကြည့်နေအဲ့ဒီလိုဒါသွန်းသွန်းသွန်းမစားခင်ပါတာ မွန်းလွဲပါမလွဲသေးဘူးလားအချင်းရှိသေးလားမရှိသေးဘူးလားဆိုတာကိုကြည့်နေတာဒီဒီလိုပုံနဲ့ပဲထုတ်တယ်ဒါမှမဟုတ်ဒီလိုပုံထုတ်ထားတာတွေ့ရင်ဒါရှင်ဥပကုဖဲဆိုတာတခါလဲတန်တည်နော်အဲရက်ကလေးနဲ့တပိတ်လွယ်လေးနဲ့တောင်ဝေးနဲ့ဗာနဲ့ဆိုရင်ရှင်သူလီပဲနော်ဒီလိုသိတယ်အေးခုနငါပြောသလိုပဲရှင်သူလီကဘုံအလတ်တပကပေါ်များတယ်နော်ရှင်ဥပကုကတကိုးကြည့်တယ်ရန်နှိမ့်နိုင်တယ်ဆိုတာဟာလဲပဲ မြတ်စွာဘုရားတဲ့တာရာတွေမဟုတ်ဘူးဒါတော့တိတိချာချာမှတ်ထားရမယ်နော်မြတ်စွာဘုရားအောက်မြတ်စွာဘုရားမှလွဲရင်တို့ဟာတကူရှိတဲ့ပုံကိုယ်တွေအဲလတ်လာပါပြောပုံရတဲ့ပုံကိုယ်တွေလို့ဒီလိုအစိတ်ထဲမှာနားလည်ထားရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုဘယ်တော့မှမဖြောက်ရဘူးနော်ရှင်ဥပုဂ္ဂုတ်ဒီရှင်တေဦးလီကိုယ်ွယ်တာကမြတ်စွာဘုရားရဲ့တပည့် နော်မြတ်စွာဘုရားရဲ့တပည့်သားတွေအနေနဲ့ကိုကကိုးကွယ်တာမြတ်စွာဘုရားတဲ့သားတယ်ဆိုတဲ့ယူဆချက်နဲ့ကိုးကွယ်တာမဟုတ်ဘူးဒါအသေးကြီးကြီးနော်အင်းအေးအခုခုနမြတ်စွာဘုရားကိုတို့အနေကစားတင်းနေနော်အဲ့တော့အနေကစားတင်းနေဆိုဘုရားပဲတင်းလာပဲရဟန္တာတင်းလာမဟုတ်ဘူးဟုတ်လားဒါမလို့ဆိုတော့ရဟန္တာလည်းဘေးကအချမ်းရမယ်ဆိုပြီးတော့ထားလိုက်တာနော်အမှန်ကတော့အနေကစားတင်းတာဘာဟုသာတင်းရမလဲ ဖရားကိုပဲနေကစားတရားမယ်။ကွာရင်တွေဘာတွေလဲယူမလာနဲ့မဖြစ်ဘူး။နော်။ကွာရင်ကဖရားမဟုတ်သေးဘူးဟုတ်ကလား။ညို့တရုတ်တရားဟိုကွာရင်ကိုဖရားလို့ဆိုနေမှလို့မဟုတ်ဘူးမှာ။ကွာရင်ကဘောဓိတတပဲရှိသေးတယ်။နော်ဖရားမဟုတ်နဲ့။ဒါကြောင့်မို့အနေကစားတင်ရင်အဲတို့ဂေါတမတဲကြတဲကြမှုလိလို့ခေါ်တယ်ဂေါတမမြတ်စွာဘုရားဆင်းတူတော်ဒါကိုအနေကစားတင်။နော်။အနေကစားတင်နေဆိုတာမြတ်စွာဘုရားကိုယ်တိုင်အဲဥဒန်းကျူးတဲ့ဂါထာကိုရွတ်ပြီးတော့ မြတ်စွာဘုရားကိုပူဇော်တာပါပဲနော်ပြီးတော့မြတ်စွာဘုရားကိုယ်တိုင်နှလုံးသွင်းခဲ့တဲ့ပဋိစ္စသမုပ္ပါဒ်တရားတော်ပဋ္ဌာန်းတရားတော်ဒီနှလုံးသွင်းရုံလိုမကဘူးနောက်ကြတော့အာဒါတွေကိုမြတ်စွာဘုရားဟောတော်မူတာပေါ့လေဒီတရားတော်တွေကိုယွတ်ပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်နော်ဒါကိုပဲအနေကစားတင်တယ်လို့ခေါ်တာဟုတ်လားအနေကစားတင်လိုက်တဲ့အတွက်ဘုရားတကူရရှိသွားပြီအသက်ဝင်သွားပြီဗာပြီလေတဲ့အဲ့လိုမှတ်တာတွေကမဟုတ်ဘူးเนาะ ဒီတေသဆင်းတူတော်ကြီးဘယ်လိုလုပ်အသက်ရှိမှာဟုတ်တယ်မလားအသက်လည်းဘယ်လိုမှမလဲသွင်းပင်းတို့ကလည်းသွင်းပင်းနေအောင်ဟုတ်တယ်မလားဘယ်လိုမှမလုပ်ပင်းနေတာမဟုတ်ဘူးအဲသို့တော့ဖရားဆိုတဲ့အနေနဲ့ဆင်းတူအနေအဆင်းတူဆိုတဲ့အနေနဲ့ဒီဖရားကို ကြည့်ပြီးတော့ဖူးပြီးတော့တကယ်မြတ်စွာဘုရားရှိကိုစိတ်ရောက်အောင်လုပ်ရတယ်နော်အဲလိုဘုရားကိုယ်စတော်စားအနေနဲ့ရှိတဲ့ဟာကိုတို့ကဒီမြတ်စွာဘုရားကိုယ်တိုင်ဘုရားဖြစ်ဖြစ်ချင်းပြောခဲ့တဲ့စကားပေါ့ နော်ဥဒန်းကျူးတဲ့စကားအဲ့ဒီစကားကိုရွတ်ပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်နော်ပြီးတော့ခုနပြောတဲ့ပဋိစသမုပ္ပါတရားတော်ဒီပဋ္ဌာန်းတရားတော်ဒီကိုရွတ်ဖတ်ပြီးတော့ပူဇော်တယ်အဲ့ဒီလိုပူဇော်တာကိုပဲအနေကစားတင်တယ်လို့ခေါ်တာနော်ဟိုဘယင်းနေမှာဗိသိက်သွန်းနေဆိုတာရှိတယ်မဟုတ်လားနော်ဗိသိက်သွန်းလို့ဘယင်းဖြစ်တာမဟုတ်ဘူးဟုတ်တယ်မဟုတ်လား तू ကဘယင်းဖြစ်ပြီမှာ तू ဗိသိက်သွန်းလားနော်တော့ officially ဘယင်းဖြစ်ပြီလို့ပြောတာမျိုးလို့ပေါ့လေနော်ဒီမှာလည်းပဲ အနေကစားတင်လို့ဖရာရှိခိုးတိုက်တာမဟုတ်ဘူးဖရာဖရာဆင်းတူဖြစ်သွားပြီဖရာပုံတော်ဖြစ်သွားပြီဆိုရင်ဒါယူတည်တိုက်တယ်ရှိခိုးတိုက်တာနော်အနေကစားတင်လို့ရှိခိုးတိုက်တာမဟုတ်ဘူးဟုတ်လားအနေကစားမတင်ရသေးလို့ရှိမခိုးရဘူးလို့လည်းဒီလိုအဆိုးမရှိဘူးဒါလည်းမှတ်ထားဟုတ်လားတချို့တွေကဘလို့ထင်တော့အနေကစားမတင်ရသေးဘူးကိစ္စမရှိပါဘူးနော်ဖရာဟိုဂျောင်းထိုးတယ်ဒီဂျောင်းထိုးတယ်နဲ့အဲ့လိုလှုပ်လေရှိတယ်အထူးသဖြင့်တို့ငါငါမွေးတဲ့အရက်ကဖရာဆင်းတူတွေ ထုတဲ့အရတော့မဟုတ်ဘုရားဆင်းသူတွေထုလာပြီးတဲ့နောက်ကအခုလိုစစ်စစ်တုပ်ရွှေချလုတ်တဲ့အရကောအဲ့ဒါဘုရားတွေမေးချိတ်ချိတ်ပြီးတော့သူတို့ကမအယူသွားကြတာဘုရားတွေလည်းအများကြီးမဟုတ်လားအဲ့ဒါသူတို့ပြောရင်သူတို့ကဟိုနေစာမတင်ရသေးဘူးဟိုကိစ္စမရှိပါဘူးနဲ့အဲ့လိုလုပ်တယ်ပဲဟုတ်မလားနော်အနေအနေကစားတင်ပြီးသည်ဖြစ်စေမတင်ရသေးသည်ဖြစ်စေဘုရားဆင်းသူပြစ်သွားပြီသုံးမဟုတ်ပုံမှန်ချေထားလို့အယုတ်ဖြစ်သွားပြီပုံနှိပ်ထားပြီဆိုရင်လည်းဒါယူသေးတိုက်တယ်ယူသေးတိုက်တယ်အာပစ္စည်းတစ်ခုဖြစ်သွားပြီဟုတ်လားဒါမယုံမသိမလောက်ရအောင်နော်ဒါကြောင့်မို့ ဘုရားစင်တူကိုတို့ဗမာဗုဒ္ဓဘာသာအရှိတန်းဗုဒ္ဓဘာသာတွေအနေနဲ့ဘယ်တော့မှနှိမ့်တဲ့နေရာကိုမထားဘူးเนาะခြေရင်မှာမထားဘူးအာပြီးတော့မိမယောက်ျားအိတ်တဲ့အိတ်ခန်းထဲမှာမထားဘူးเนาะအိမ်တဲ့အိတ်မှာအာဘာခေါ်မလဲမြင့်မြတ်တဲ့နေရာသို့မဟုတ်ကောင်းတဲ့နေရာမှာသာထားဟုတ်လားအခုဒီမှာတို့ရောက်လာတဲ့ခါကျတော့ဟိုမြင်ရတာတွေကစိတ်မချမ်းသာကြတယ်ခဏခဏတွေ့ရเนาะဘုရားစင်တူတွေတခါတဲ့ဟို ဘာကိုလဲကြံပြင်မောချထားတခါလေးမြဲအပြင်ပက်ထားတယ်ဟုတ်လားနေဘူးမိုးရွာတို့ကတော့အယုတ်ကလေးလိုထားမှာပေါ့အဲ့လိုထားတယ်အဲဒါမျိုးမလှုပ်ရဘူးဘာကြောင့်လဲဆိုရင်ဒီပစ္စည်းဟာနော်ဒီအယုအသေးပေးတိုက်တဲ့ပစ္စည်းဖြစ်သွားပြီနော်ဆင်းတူတော်ဖြစ်သွားတယ်ဒီဒါကြောင့်မို့အယုအသေးပေးတဲ့တဲ့ဆင်းတူတော်ကိုပိုးပြီးတော့လေးနဲ့သွားအောင်ပိုးပြီးတော့အယုအသေးပြုတ်တဲ့သွားအောင်ဆိုပြီးတော့ဟိုတန်ဃာတော်များကအမင်းတို့လျှောက်ထားကြရတန်ဃာတော်များက အနေကစားတင်ပြုလုပ်ပြီးပြီနော်ပြီးတော့ပရိတ်နာပြီးပြီဟုတ်လားပရိတ်ကဘာလို့မင်္ဂလာတုတ်ယတနာတုတ်မေတ္တာတုတ်သုံးတုတ်ယူပြီးတော့နော်ဒါတတ္တဝါတွေချမ်းသာဖို့အိမ်မှာရှိတဲ့နေတဲ့ပုဂ္ဂိုလ်တွေဘေးအန္တရာယ်ကင်းရှင်းမှုချမ်းသာများဖို့ဆိုပြီးတော့ယူပြီးပြီနော်မြတ်စွာဘုရားဟောတော်မူထားတဲ့ပရိတ်တွေကိုမြတ်စွာဘုရားကိုးစားဘုန်းကြီးများကယူသည်ဟုတ်လားဘုန်းကြီးတွေထွင်ထားတဲ့ပရိတ်မဟုတ်ဘူးနော်မြတ်စွာဘုရားပရိတ်အဲ့ဒီမြတ်စွာဘုရားပရိတ်ကိုယူတာကို တက္ကရာမတွေအနေနဲ့နာပြီးပြီးပြီးတော့ခုပါလဲရှေ့မှာရှိတဲ့လှူပွဲတန်းရာတွေကိုလည်းပဲလှူပြီးပြီးဟုတ်ပြီလားဘာလှုပ်เสียတာကျန်တော့တော့ရေးသေးချဖို့ပဲကျန်တော့တယ်